ရွေးဦးနယ်တိန် channel ကိုအမြဲတမ်းနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြပေးမှာကတော့ဆရာကြီးမင်းယူဝေရဲ့ဒေါ်ကုန်းပုံဆိုတဲ့ဝတ္ထုတို့ဖြစ်ပါတယ်နားဆင်အားပေးကြပါအောင်ခင်ဗျာ ေါ်ကုန်းပုံဤထူးခြားချက်မှာအများကသူ့ကိုလွန်စွာဖျားတရားကြီးညိုသူဟု၍ထင်မှတ်စေလိုခြင်းဖြစ်ပေသည်ဒေါ်ကုန်းပုံတယောက်ကဖြင့်တဲဖျားတရားကြီးညိုရာပဲရှင်းဟုသည့်အတန်မျိုးကိုကြားရလျင်ဒေါ်ကုန်းပုံသည်အလွန်ပီတိဖြစ်တတ်လေသည်ထို့ကြောင့်သူသည်ဖျားကို မကြာခဏရှစ်ခိုးလေသည်ရှစ်ခိုးရာ၌လည်းသူဤအတန်ကိုတအိမ်လုံးသာမကအိမ်ရှိအိမ်အိမ်နောက်အိမ်များမှပါကြားကြစေရန်တန်ကုန်ဟဲ့၍ရှစ်ခိုးလေသည်စင်စစ် ငကူအတန်ထက်နှစ်ဆတိုး၍ဟစ်အော်ရွတ်ဆိုရသည်မှာတက်တာသည်မဟုတ် အာလဲချောက်တလို့မောလဲမောသည်သူဖြစ်၍ဖျားရှိခိုးပြီးသောအခါများတို့တွင်ဒေါ်ကုန်းပုံသည်အိမ်ပေါ်မာကလေးမတ်စောကိုအမြန်ရေခတ်ခိုင်းကကမန်းကရန်တောက်ချရလေသည်ဟဲ့မီစောငါ့ဘူရေတခွက်ခတ်လာစမ်းတဲဒီတေးနာမာလေးငါပြောတာမကြားဘူးလားမြန်မြန်ခတ်လာခဲ့စမ်းဆိုတာဒေါ်ကုန်းပုံဤအတန်ကိုဖျားရှိခိုးတဲ့အဆုံးတွင်မကြမကြကြားခဲ့ရပေသည် ထို့ပြင်စကားပြောရာ၌လည်းဒေါ်ကွန်းပုံသည်ဖျားရှင်ဤနာမတော်ကိုတတ်နိုင်သမျှထဲ့သွင်း၍ပြောလိရှိ။ဒီနေ့သတင်းစာထဲမှာပါလာတယ်။စက်တထေးတူပြန်ပြီးဆွဲခံရတဲ့တဲ့။ကြောက်စရာပဲရှင်။ခစ်ကြီးကမကောင်းပါဘူး။ဒါကြောင့်ကျမဖြင့်ဖျားပဲအမြဲဖက်နေရတာပဲဟူ၍၎င်း။ဖျားဖျားကြားရတာနားမချမ်းသာစရာရှင်။ဒီလိုမတ်မြကြီးကလင်ကြီးကိုရာမှာအိမ်နာကကောင်းကလေးနဲ့စကန်းသွားနေတာကိုအရက်ကတိကျရောတယ်လား။ ဆက်ဆန်းမအောင်ဒေါ်ကွန်းပုံသည်သူ့မိတ်ဆွေတို့နှင့်ထိုကဲ့သို့ပြောဆိုနေတတ်လေသည်ထိုမျှမကဒေါ်ကွန်းပုံသည်တန်းဝေရာ၌လဲအာဖေယာဖေယာဟုဟဲ့အော်တန်းဝေရသည်မှ အမောအညောင်းဆန့်ရာ၌လဲဖေယာဖေယာဟုညီးတွားရသည်မှအပင်တပန်းပင်ဖြစ်တော်သည် အိမ်ပေါ်မှာကလေးမဆောအဖို့ဒေါ်ကွန်းပုံတန်းဝေသည့်အခါတွင်မှဘာမျှထောင်းတာသို့တော့ ဖေယဖေယဟုအညောင်းဆန့်လိုက်ပြီးဆိုလျင်ကတက်တာတော့မြည်မဟုတ် ထိုအတန်နှင့်မရှိမနှောင်းပင်ဟဲ့မီစောငါလာနှိပ်ပေးစမ်းထိုအတန်ကိုကြားရကနိုင်ပေါင်းများစွာနှိပ်ပေးရလေတော့သည် ထိုသို့နှိပ်စင်မတော်တဆခန္ဓာနာကလေးနှိပ်မိသောအခါများတွင်အမလီဖေယဖေယနာလိုက်တာ ကမြင်းမဟမ်တထောင်နဲ့တအားကြိတ်လိုက်တာဒေါကုန်းပုံဤကြောက်မက်ဖွယ်ရငောင်ငန်းမြည်တွန်ခြင်းကိုမဆောခံရတတ်၏ တခါတရံတွင်မူပေါင်တွင်းကြောလိန်ဒီကိုပါခံလိုက်ရတတ်သေးသည်ကျွန်တော်ဦးလေးအိမ်သို့ရောက်ရှိသွားတိုင်းဒေါ်ကွန်းပုံကို တွေ့ရပေသည်ဒေါ်ကွန်းပုံမှာဦးလေးနှင့်မကြီးတော်ဆက်လေသည်အသက်မှာမူ90ခန့်ရှိအောင်မည်အသားဖြူဖြူဝဝဖိုင်ဖိုင်နှင့်ဝင့်ကြွားသောအမှုအရာရှိသည်သူသည်ပါးလျရ၍အစဉ်အသွေးနှူးသည့်အဝတ်အစားတို့ကိုမှရွေးပြီးဝတ်တတ်သည် သူဤသဘင်ဖြူတို့ကစည်းစိုးထားလေရှိသဖြင့်နီးကျန့်သောအသွင်ကိုပင်ဆောင်ရွက်နေပေပြီ။ တခါကဒေါ်ကွန်ပုံသည်အစိုးရအရာရှိကြီးတဦးဤဇနီးဖြစ်ခဲ့ပူသည်ယခုအခါ၌မူခင်မွန်းတဲ့ဆုံးသွားသည်ဖြင့်မုတ်ဆိုးမအဖြစ်နေထိုင်လာခဲ့သည်မှာ၅နှစ်ကျော်ကန့်ရှိပြီသားသမီးလည်းမရှိတကိုယ်ကြီးဖြစ်နေသည်ဖြင့်သူသည်ခင်မွန်းတဲ့ဆုံးပြီး၍မကြမီပင်ဦးလေးနှင့်ဒေါ်လေးတို့အိမ်တွင်လာ၍နေထိုင်လေသည်သူသည်ဒေါ်လေးထက်၁၀နှစ်လောက်ပို၍ကြီးမည်သူတို့ညီအကိုမောင်နှမတဲတွင်သူကအကြီးဆုံးဖြစ်၍ဒေါ်လေးကအငယ်ဆုံးဖြစ်လေသည် မိဘများဆုံးပါသွားကြသလိုအချားညီအကိုမောင်နှမများလည်းမရှိကြတော့ပေခင်တွေ့စရာဆို၍ဤညီအမနှစ်ဦးသာကြံတော့သဖြင့်ဒေါ်လေးသည်အဆအဆအယားယာတီးခံကသူ့ကိုလက်ခံပြုစုထားလေသည်စင်စစ်ဒေါ်လေးနှင့်ဒေါ်ကုန်းပုံမှညီအမဆိုတော်လဲတဦးနှင့်တဦးစိတ်သဘောချင်းမတူအမှုအကျင့်ချင်းမတူကြပေအဖြူနှင့်အမဲကဲ့သို့ကြွာချားလှပေသည်ကျွန်တော်သည်ဦးလေးနှင့်ဒေါ်လေးကိုလွန်စွာခင်မင်သဖြင့်သူတို့အိမ်သို့မကြမကြသွားလေရှိသည် တခါတရံညင့်အိတ်ညစ်နေပင်နေတတ်သည်ထိုအခါများ၌ကျွန်တော်သည်ဒေါကုန်းပုံနှင့်ဆုံတွေ့ရပေသည်ထိုသို့ဆုံတွေ့ရ၌ရခင်အခါများကမူဒေါကုန်းပုံကိုတွေ့လျင်ကျွန်တော်သည်မြည်သို့မျှထူးခြားခြင်းမဖြစ်ခဲ့ပေသို့သောယခုအခါ၌ကသူ့ကိုတွေ့တိုင်းတယောက်တည်းကြိတ်၍ပြုံးမိနေလေတော်သည်စင်စစ်တော်ကတခါကတွေ့ကြုံခဲ့သောအဖြစ်အပျက်တစ်ခုကိုကျွန်တော်ပြေး၍မြင်ရောင်နေသောကြောင့်ပင်ဖြစ်ပေသည် ချိန်ကယမန်နှစ်ဝါဆိုလပြည့်နေပင်ဖြစ်၏။နနဲ့စောစောမှစ၍မိုးသည်ဒစိမ့်စိမ့်ရွာသွန်းလျက်ရှိရာနေလေဘက်တွင်မှတိတ်သွားလေသည်။ကျွန်တော်လည်းမိုးအေးအေးတွင်ကွေး၍စာဖတ်နေရာမှမိုးတိတ်သွားသောအခါဦးလေးတို့အိမ်စီသို့ထွက်လာခဲ့လေသည်။ဦးလေးတို့အိမ်သို့ကျွန်တော်ရောက်ရှိသွားသောအချိန်၌ကဦးလေးမှအိပ်ပျော်နေပြီးဒေါ်လေးကအလေခံတွင်မီးပူတိုက်နေသည်။နောက်ဖွေးဘက်၌မတ်စောကတဝုံဝုံနှင့်အဝတ်များလျှော်ဖွက်နေသည်။ကျွန်တော်ကိုမြင်လျင်ဒေါ်လေးကဟောငါတူပါလား။လာဟိ မနက်ကတော့မင်းများပေါက်လာမလားဆိုပြီးငါတို့မျှောနေကြသေးတယ်။ဒီနေ့မင်းကြိုက်တဲ့ကြက်သားဟင်းချက်တယ်ကွဒါထက်မင်းဥပုပ်ရသေးလား။ဥပုပ်မရရင်တော့ညနေကျမင်းဦးလေးနဲ့တူတူစားပြီးမှပြန်နှောဟုစီး၍ပြောသည်။ကျွန်တော်ကဥပုပ်မရခဲ့ဘူးဒေါ်လေး။ဒေါ်လေးတို့ရောရကြလားဟုမေးလိုက်သည်။အီရင်ဒေါ်လေးကမင်းဦးလေးတော့မရဘူးကွ။ဒေါ်လေးနဲ့မမပဲရကြတယ်။မမတယောက်တော့စောစောကပဲတရားနာထွက်သွားလေရဲ့။တော်ကြပြန်လာလိမ့်မယ်ထင်တယ်ဟုဆိုလေသည်။ ကျွန်တော်လဲဒေါ်လေးအနီး၌ထိုင်ကစကားစမြည်ပြောနေသည်ဒေါ်လေးကလည်းမီးဘူးတိုက်ရင်စကားလှန်လှန်ပြောသည်ဤသို့ကျွန်တော်တို့တူကြီးနှစ်ဦးစကားကောင်းနေကြစဉ်အိမ်ရှိသို့ကားထိုးရက်တန်ကြားလိုက်ရသည်ဒေါ်လေးကတစ်ချက်လှမ်းကြည့်ပြီးနောက်ဟောမမတို့တရားပွဲကပြန်လာကြပြီဟု ကျွန်တော်ကိုပြောသည်ကျွန်တော်လှမ်းကြည့်လိုက်သောအခါဒေါ်ကွန်းပုံနှင့်အဖေါ်နှစ်ဦးတို့အိမ်ပေါ်သို့တက်လာကြသည်ကိုတွေ့ရသည်ဒေါ်ကွန်ပုံနှင့်အဖေါ်နှစ်ဦးကိုအဝေးမှမြင်လျင်ပင်ဥပုပ်တွေများဖြစ်ကြောင်းလွဲကူစွာသိနိုင်ပေသည သူတို့သည်နိုင်လွန်အင်ကြီးအဖြူနှင့်ယောဂီရောင်ပိုးတွန့်လုံးကြီးကိုစီဝတ်ထားကြသည်ယောဂီတပတ်များကိုလည်းလဲတွင်တိုင်းထားကြသည်သူတို့လက်တွင်ကစိတ်ပတိများမှအထူးမြင်သာလှတော်သည်ကဲကဲထိုင်ကြပါအုံးဟုဒေါ်ကုန်းဘုံကသူ့အဖော်များကိုနေရာထိုင်ခင်းပေးပြီးလျင်မတ်ကြီးရေဒီမှာဧည့်သည်တွေပါတယ်ဟေ့အာလုံးဥပုပ်တဲလေးကြီးပဲလစ်မနစ်ကလေးများယူလာပါအုံးဟုဒေါ်လေးကိုလှမ်းပြောလိုက်သည်ဒေါ်လေးကလည်းဟုတ်ကဲ့မမဟုပြောပြီးလျင်နေရာမှထကမိဖို့ကြောင့်တဲသို့ဝင်သွားလေသည် မကြမီဒေါ်လေးသည်ဖန်ကွက်လေးကွက်တွင်ထည့်ထားသည့် Limonic တို့ကိုဘန်းတစ်ခုတွင်ထည့်ကာယူဆောင်လာသည်ကျွန်တော်ဤရှိသို့ရောက်သောအခါကျွန်တော်တောက်ရန်တစ်ခွက်ပေးခဲ့သည်ကြံသုံးကွက်ကုန်မူဒေါ်ကွန်းပုံတို့ရှိတွင်နေရာတကျသွားရောက်ချထားလိုက်လေသည်ထို့နောက်လောကော့စကားအနှဲငယ်ပြောပြီးလျင်သူတို့ထံမှဖဲခွာကာရခင်အတိုင်းပဲမိဘူးတိုက်ရင်ကျွန်တော်နှင့်စကားစမြည်ဆက်ပြောနေလေသည်ဒေါ်ကွန်းပုံတို့လည်း Limonic များတောက်ရင်စကားပြောနေကြသည် ကျွန်တော်ဤနေရာမှကြည်လျင်အေကန်းတွင်သူတို့ထိုင်နေကြသည်ကိုကောင်းစွာမမြင်ရသို့တော်သူတို့စကားပြောဆိုနေကြသံကိုကတစ်ချက်တစ်ချက်တွင်ကောင်းစွာကြားရသည်ကောင်းလိုက်တဲ့တရားရှင် ကိုတော်လေးရဲ့အတန်ကလေးကလည်းကောင်းလိုက်တာမပြောပါနဲ့တော့ဒေါ်ကွန်းပုံဤအတန်ဖြစ်လေသည်ဟုတ်တယ်ရှင် ကိုတော်လေးကတပ်ပယ်လိုက်တာကလည်းလွန်ရောအသားကလေးများဝင်းပြီးထိန်းနေတာပဲအဖော်တူဦးဤအတန်ဖြစ်သည်ဒါနဲ့တရားပွဲမှာမမကြီးတယောက်မြင်လိုက်ကြရဲ့လား လင်းကြီးငုတ်တုတ်ထားပြီးကြွေရမှာမဟုတ်တာတွေသာလုံနေတယ်သူတော်ကောင်းနာမည်တော့ခံကျင်လိုက်တာလွန်းလို့တခြားအဖော်တယောက်ဤအတန်ဖြစ်သည် ဟုတ်ပါရှင် ကျမဖြင့်သူ့အစားရှက်မိပါရဲ့ဒါနဲ့သူ့ယောက်ျားကတော့ဒီအကြောင်းဘာမှမသိဘူးလားအိုးသူ့ယောက်ျားလောက်နှုံတာအရာတော့လောကမှာမရှိပါဘူးရှင်ဥပုပ်ကြီးနဲ့ပြောရအောင်မယ်သူယုံသွားတက်တာနဲ့တပြိုင်နက်ဟိုကတခါတည်းရောက်လာရောဆိုပဲအိမ်ကြီးချင်းတွေကတော့မမြင်ချင်မှအဆုံးပေါ့ အံပါရဲ့ရှင် ကိုသားလောက်ကလေးနဲ့များဖြစ်နေလိုက်တာကျွန်တော်ဒီဥပုပ်တဲတို့ဤဤစကားကိုကြားရသောအခါလွန်စွာပင်အံအောနေမိလေညနေဆောင်သို့ရောက်သောအခါကျွန်တော်ဒီဥလေးနှင့်အတူညစာထမင်းကိုမြင်ရှက်စွာစားလေသည်ထို့နောက်အင်ရှိကန်းသို့ထွက်ခါလက်ဖက်ရည်ချမ်းတအိုးကိုအလဲချပြီးလျင်အေးအေးလူလူစကားပြောနေကြလေသည်မကြမီမောင်စားပြောလာပြီးဖြစ်သဖြင့်မိများထွန်းရလေတော့သည မီးရောင်ထွန်းလိုက်သည့်နှင့်တပြိုင်နက်ဒေါကုန်းပုံဤစူးရှကျဲလောင်သောဖျားရှိခိုးတန်ကိုလည်းကျွန်တော်တို့ကြားရလေသည်ကျွန်တော်လည်းဦးလေးနှင့်စကားလက်ဆုံကြကရှေးဟောင်းနှောင်းပြစ်များသို့စကားဦးလေသွားသဖြင့်ညစ်နက်မှန်းမသိနှက်သွားလေတော့ဤခဏအကြာတွင်ဦးလေးကစကားစကိုရုတ်တရက်ဖြတ်လိုက်ခါဟောဟေ့ငါတို့စကားကောင်းနေလိုက်တာအတော်တော်ညစ်နက်သွားပါဘောကောကဲငါတို့ဒီညမင်းဦးလေးတို့အိမ်မှာပဲအိပ်ပြီးတော့နော်ဟုဆိုသည်ထို့နောက်ဆက်၍ခလန်းလန်းတနေရာတွင်ပဒီးစိတ်နေသောဒေါ်လေးကို မကြည်ရင်ဒီညမင်းတူဒီမှာပဲအိတ်လိုက်မယ်ဟိအဲ့ရလေးပါလေးပြင်ထားလိုက်ပါကွာဟုလှမ်းပြောသည်ကျွန်တော်လည်းအချိန်မလှတော့သဖြင့်ဦးလေးဤစကားကိုလက်ခံသောအနေဖြင့်စိတ်စိတ်ပင်နေလိုက်လေ၏မကြမီကျွန်တော်သည်ဒေါ်လေးအသင့်ပြင်ထားသောအဲ့ရပေါ်သို့ရောက်၍ခေါင်းချလိုက်သည်နှင့်တပြိုင်နက်အိပ်ပျော်သွားလေ၏မောမောဖြင့်မြည်မြကြအောင်အိပ်ပျော်နေသည်မသိသကောင်လောက်တွင်မှရုတ်တရက်လန့်နိုးသွားသည်နိုးသည်နှင့်တပြိုင်နက်ရေလဲစာလာသည် ကျွန်တော်လဲရေထားတောက်ရံအတွက်အနည်းရှိသပွဲပေါ်တွင် တင်ထားလေးရှိသောလက်နှိပ်တံမီးကိုရှာဖွေရာမတွေ့ချင်းအခါတိုင်း၌ဒေါ်လေးသည်ကျွန်တော်အသုံးပြုရန်ဟူ၍လက်နှိပ်တံမီးကိုသပွဲ၌တင်ထားလေးရှိသည်ယနေ့ညအဖို့မူမိရော့သွားဟန်တူသည်သို့တော့ကိစ္စမရှိရေအိုးမှထမင်းစားကန်းနားတွင်ရှိသည်ကျွန်တော်အိတ်သောအခန်းနှင့်ရေအိုးထားသောနေရာမှမဝေးလှအမောင်ထဲတွင်အသာအရာဆန်းလျှောက်သွားနိုင်သည် ကျွန်တော်လည်းတရွေ့ရွေ့ဖြင့်ဆန်းလျှောက်လာရမီးဘိုဘက်စီမှတစ်ချက်တစ်ချက်လက်ခနဲလက်ခနဲဖြစ်သွားသောလက်နှိပ်တံမီးရောင်ကိုရုတ်တရက်တွေ့လိုက်ရ၍ကျွန်တော်ရင်ထဲထိတ်ခနဲဖြစ်သွား၏တခိုးလောတဝက်လောတအိမ်သားလုံးအိမ်မောကျနေသောဤအချိန်တွင်မီးဘိုတဲ၌မြည်သူသည်မြည်သည့်ကိစ္စဖြင့်ရောက်ရှိနေပါသည်ကျွန်တော်သည်တိလိုသောဖြင့်မျက်နှိုင်းလောက်သောနေရာမှတစီတစောင်းချောင်း၍ကြည့်လိုက်မိသည်ကျွန်တော်သည်မိမိ၏မျက်စိများကိုပင်မယုံနိုင်လောက်အောင်ဖြစ်သွားသည်ဖြင့်ကြောင်အန်းအန်းဖြင့်ရက်နေမိသည် ကျွန်တော်မြင်လိုက်ရသည်မှာကမှိတ်လိုက်ဖွင့်လိုက်ဖြစ်နေသောလက်နှိတ်ဓမီရောင်အောက်တွင်ဥပုပ်တေဒေါ်ကုန်းပုံကြီးတယောက်ကြောင်အိမ်ထဲမှစက်သားဟင်းများကိုအာဘာတရကြိုက်ဝါးစားတောက်နေပုံပင်ဖြစ်လေတော့၏ကျွန်တော်လဲကြောင်ကြည့်နေရမှရုတ်တရက်တရိယာကရေအိုးကိုအတန်းမမီအောင်ဂယုတစိုက်ဖွင့်ခတ်တောက်ပြီးလျင်ကျွန်တော်ဤအိယာစီတို့လှင်မြန်စွာဆန်း၍ပြန်ခဲ့ရလေ၏နက်နက်လင်းသောဒေါ်ကုန်းပုံဤကျဲလောင်သောဖျားရှိခိုးတန်ကြောင့်ကျွန်တော်နိုးလာရလေတော့သည် ကျွန်တော်ထမင်းစားကန်းထဲသို့ရောက်ရှိသောအခါ၌ကစပွဲတွင်ဦးလေးနှင့်ဒေါ်လေးတို့လက်ဖက်ရည်တောက်နေသည်ကိုတွေ့ရသည်ဒေါ်လေးကလာဟိလက်ဖက်ရည်တောက်လိုက်ပါအောင်ဟုဆိုကလက်ဖက်ရည်ကိုကြရားထဲမှငှဲ့ပြီးကျွန်တော်အားပေးလေသည်ထို့နောက်ကျွန်တော်စားရန်ပေါင်မုန့်တစ်ချက်ကိုလှီးနေသည်ဦးလေးကမူလက်ဖက်ရည်ကိုတကြိုက်တောက်ချပြီးငါတို့မနေ့စာစားပြီးမှပဲပြန်လာဖို့ကွာဟုဆိုသည်ထိုအခိုက်ကျွန်တော်ဤနောက်နာမှခြေတန်ကြားသဖြင့်လှည့်ကြည့်လိုက်ရာဒေါ်ကုန်းပုံကြီးကိုတွေ့ရသည်ဒေါ်ကုန်းပုံသည်အနည်းရှိကလထိုင်တလုံးတွင်ဝင်ရောက်ထိုင်လိုက်ရင် ကဲအားလုံးပဲ အမျှဟေးအမျှအမျှအင်းတသတင်းတော့အောင်သွားပြန်ပြီဟူ၍သူဥပုပ်ဆောင်တီကို အမျှပေးကကျေနပ်တယ်လို့ဥဒန်းကျူးလိုက်လေသည်ဤတွင်ကျွန်တော်သည်လဲပေါင်မုတ်ကိုကြိုက်ဝါနေရမှတယောက်တည်းကြိတ်ခါပြုံးလိုက်မိလေတော့သည်မင်းယူဝေ1953ခုနှစ်ဩဂုတ်လထုတ်မြဝတီမဂ္ဂဇင်းကျွန်တော်ခုဖတ်ပြပေးခဲ့တာကတော့ဆရာကြီးမင်းယူဝေရဲ့ဒေါ်ကုန်းဘုံဆိုတဲ့ဝိတ္ထုတို့ဖြစ်ပါတယ်ခင်ဗျာ နွေဦးနဲ့တိန်ကိုနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာနောက်မှပြန်လည်ဆုံတွေ့ကြပါအောင်ဆိုခင်ဗျာ